ဟယ်လိုအားလုံးပဲမင်္ဂလာပါ New Journey ပြည်လောကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မင်္ဂလာနေ့သစ်မှာအားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးပါရယ်ဒီနေ့မှာတော့ UK မှာအလုပ်ရှာတဲ့အတွေ့အကြုံနဲ့အင်တာဗျူးအတွေ့အကြုံလေးတွေကိုဝင်မရပေးပါဘူးလို့တောင်းဆိုထားတဲ့သူတွေရှိတဲ့အတွက်ဒီဗီဒီယိုလေးရတဲ့ဆင်ကျွန်မရဲ့အတွေ့အကြုံလေးတွေကိုပြောပြပေးတော့ပါမယ်စာပြောင်းရမယ်ဆိုလို့ရှိရင်လွန်ခဲ့သောတနှစ်ကျော်ခန်းကပေါ့နော်အတိတ်ကပေါ့2023တုန်းကစင်ကာပူမှာမျက်စိနှကွင်းပွင့်လို့ရှိရင် အလုပ်ကိုသွား ပြီးရင်အလုပ်ထဲမှာပြဿနာပေါင်းစုံကိုဖြေရှင်းပြီးရင်ပြန်လာပြန်လာပြီးလို့ရှိရင်လည်းတနေ့ကုန်အုံနောက်တွေကိုတုံးပြီးတော့မှအလုပ်လုပ်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ညစ်ထားပြီးတော့ကြံဘက်လေးလိုမျိုးပဲပျော်ဖတ်ပြီးအိမ်ပြန်လာရင်ဘာမှလှုပ်ချင်ကင်ရင်စိတ်မရှိတော့ဘူးပေါ့နော်ပြောချင်တာကအရန်ကို stress ပြီးတဲ့အလုပ်ကြီးမှအလုပ်လုပ်အလုပ်လုပ်နေခဲ့ရတာပေါ့နော်နေစဉ်နဲ့အမြအဲအဲ့ဒီအဲ့ဒီလို stress zone ကြီးတဲ့ကနေထွက်ပြေးခြင်းနေတာတကြောင် ပြီးလို့ရှိရင်စင်ကာပူမှာလည်းရေရှည်ဆက်နေဖို့အတွက်အဆင်မပြေတာတကြောင်းပြီးရင်အခုနေအချိန်ခါမှာပေါ့နော်ရွာပြောင်းသွားလို့ရှိရင်လည်းရွာမှာဘလို့မှရွာအချိန်အနေနဲ့ဘလို့မှလောက်ကင်စားတော့နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့လည်းဒီကနေစင်ကာပူကနေလွမြောက်ဖို့အတွက်လွမြောက်မှဖြစ်မယ်ဆိုပြီးတော့မှအလုပ်ကိုစရှာပြစ်ခဲ့တာပေါ့အဲ့ဒီလိုမအားတဲ့ကြားတွေရနေပဲပေါ့နော်အလုပ်ကနေပြန်လာပြီဆိုလို့ရှိရင်အလုပ်စရှောက်ပါတယ် အဲအဲ့မှာစဉ်းစားစရာဖြစ်လာပြီတခြားနိုင်ငံကိုအလုံးရှောက်တဲ့နေရာမှာမင်းဘယ်နိုင်ငံကိုသွားချင်တာလဲပေါ့နော်မင်းနဲ့အဆင်ပြေမဲ့နိုင်ငံကဘယ်နိုင်ငံလဲပေါ့ဒါပေမဲ့ကျမကတော့ဘယ်နိုင်ငံရေလို့မှမဟုတ်ဘူးစင်ကာပူကနေထွက်ရရင်တော်ပြီဆိုပြီးတော့မှဆိုရဲရွေချက်နဲ့စပြီးတော့မှရှာခဲ့ပါတယ်ဒါပေမဲ့ကျမယူလိုက်တဲ့နိုင်ငံတွေကတော့အင်္ဂလိပ်စကားပြောတဲ့နိုင်ငံရယ်ပြီးလို့ရှိရင်ကျမကကျောင်းပီးကလေးကနေ construction company တွေမှာ quantity surveyor position နဲ့ပဲအလုပ်လုပ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမမှာ QS အတွေ့အကြုံပဲရှိပါတယ်ပြီးတော့မှကျမကလည်းဒီ QS position နဲ့ဆက်ဆက်တဲ့ engineering အလုပ်တွေနဲ့ပဲဆက်ဆက်တဲ့ company တွေမှာပဲဆက်လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ position တွေကို open လုပ်ထားတဲ့နိုင်ငံတွေကိုရှာလိုက်တဲ့အခါမှာ Ireland, UK, New Zealand, Australia မှာအလုပ်လျှောက်မယ်ဆိုလို့ရှိရင်အခွင့်အရေးရနိုင်တာကိုတွေ့ရပါတယ်။အဲ့လိုနဲ့ပဲအဲ့ဒီ၄နိုင်ငံကိုဦးတည်ပြီးတော့မှ အလုပ်ကိုစရှောက်ဖြစ်ခဲ့ပါတယ်။ အလုပ်တွေကိုတောက်လျှောက်လျှောက်တာပေါ့နော်အဲ့ဒီတုန်းကယုံကနေအိမ်ပြန်ရောက်ပြီဆိုလို့ရှိရင်လည်းအားတင်းပြီးတော့မှအလုပ်လျှောက်တယ်စနေတနင်္ဂနွေတွေမှာဆိုရင်လည်းတောက်လျှောက်အလုပ်လျှောက်တာပေါ့နော်အဲ့လိုလျှောက်ရင်းကနေတလအကြမှာတော့ ILN ကနေ MMEQS position နဲ့ interview တစ်ခုရရှိခဲ့ပါတယ်တကယ်တမ်းကျတော့ MMEQS ဆိုတာကျမနဲ့ဘာမှမဆိုင်ပါဘူးကျမမှာ MME အတွေ့အကြုံလည်းမရှိပါဘူးပြန်ကျမကလည်း MME နဲ့ကြောင်းပြီးခဲ့တဲ့သူတည်းမဟုတ်ပါဘူးအဲ့ဒီတော့ကျွန်တော်လို့ကျမငင်းလိုက်လို့ရပါတယ်ဒါပေမဲ့ကျမမငင်းခဲ့ဘူးပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ကျွန်မအင်တာဗျူးအတွေ့အကြုံကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ဘာလို့တွေမေးမယ်သူတို့အနေထားဘလို့တွေရှိလဲဆိုတာသိချင်တဲ့အတွက်ကြောင့်မို့လို့အင်တာဗျူးကိုလက်ခံခဲ့ပါတယ်။ကဲအဲ့လိုနဲ့အင်တာဗျူး set up လုပ်လိုက်တယ်ပေါ့နော် Zoom နဲ့ပဲ။အဲအင်တာဗျူးလုပ်တဲ့အချိန်တွေကတော့အရန်ကိုအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူမှာည9:00နာရီ10:00နာရီလောက်ဆိုလို့ရှိရင်သူတို့နိုင်ငံရဲ့ညနေ2:00နာရီ3:00နာရီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဟိုတီးတန့်ကြီးအချိန် ပေးစရာမလိုဘူးပေါ့နော်စင်ကာပူကယုံမှခွင့်ယူစရာမလိုဘူးပေါ့နော်အဲ့တော့အဲ့ Ireland company ကကြတော့သူတို့ရဲ့ project ကကြတော့ wind farm ပေါ့နော် energy station ကိုစောင့်နေတာပေါ့အဲ့မှာသူတို့က MMEQS လိုတယ်ပေါ့နော်သူတို့ရဲ့လိုအပ်ချက်ကိုအရင်ပြောတယ်သူတို့လည်းသိပါတယ်ကျမရဲ့ CV ကြည့်လိုက်တာနဲ့ရှင်ကျမက MME background မဟုတ်ဘူးဒီ civil construction လုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေပဲရှိရဆိုတာသိရတာနဲ့သူတို့လည်း interview ကိုစီစဉ်ခဲ့တာပေါ့နော်အဲ့ဒီတော့ interview ကကော်မရှယ်မန်နေဂျာသူတို့ဘက်ကပေါ့နော်ကော်မရှယ်မန်နေဂျာရဲ့ senior QS ရဲ့အဲ့တော့သူတို့ရှာနေတာ senior QS ကို assistant လုပ်ပေးမဲ့ junior QS ကိုရှာနေတာပေါ့သူတို့ပထမဆုံးအနေနဲ့ကတော့မိတ်ဆက်ကြတာပေါ့နော်သူတို့ကလည်းမိသူမိဘဖြစ်တယ်ဆိုတဲ့အကြောင်းပြီးရင်လည်းမင်းအကြောင်းလေးနည်းနည်းပြောပြပေးပါဆိုပြီးတော့မှပထမဆုံးမိကိုမေးတယ် အဲ့တော့ကျမဘာတွေဖြေလိုက်လဲဆိုတော့ကျမရဲ့နာမည်ရဲ့ကျမလက်ရှိလုပ်နေတဲ့အလုပ်အကင်ရဲ့အကြံပြင်းလေးပေါ့နော်ပြီးရင်ကျမဘယ်နှခုနှစ်ကကြောင်းပြီးပြီးတော့မှဘာ position နဲ့လက်ရှိလုပ်နေတယ်ပြီးရင် generally ကျမဘာတွေလုပ်နေရတယ်ဆိုတော့အကြောင်းပြီးရင်ကျမလက်ရှိကင်နေတဲ့ project ရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးလိုက်တာပေါ့နော်အဲ့လိုတမနစ်လောက်ကျမဖြေလိုက်ပါတယ်ပြီးတော့တို့ကကျမ CV ကိုကြည့်ပြီးတော့မှဘာတွေထပ်မေးလဲဆိုတော့ကျမကြောင်းပြီးပြီးတော့မှ အလုံးစဝင်ခဲ့တဲ့ company ကနေနောက်ဆုံးရှိနေတဲ့ company အထိအကြောင်းလေးကိုအသေးစိတ်မေးတာပါအဲ့တော့ကျွန်မပထမအဦးဆုံးအလုပ်ဝင်တဲ့ company မှာဘာ position နဲ့ဝင်ခဲ့တယ်ဘာတွေလုပ်ခဲ့ရတယ်ဘာ project တွေကင်ခဲ့ရတယ်ပြီးရင်ဒုတိယ company ကိုဘယ်လိုပြောင်းသွားတယ်ဘာကြောင့်ပြောင်းသွားရတယ်တတိယ company ကိုလည်းထုံနီး၎င်းပဲအဲ့လိုနဲ့အစဉ်အဆက်ပေါ်တော့အခုနောက်ဆုံးရောက်နေတဲ့ ကုမ္ပဏီရောက်တဲ့အထိကိုအသေးစိတ်ရှင်းပြရတာပါအဲ့တော့ကျမရဲ့အတွေ့အကြုံကိုလည်းအဲ့လိုခေစိတ်တွင်းကြအကုန်လုံးမေးပြီးအခါမှာတော့တို့လည်းတည်သွားပါပြီကျမမှ MME အတွေ့အကြုံမရှိဘူးဆိုတဲ့အကြောင်းကိုအဲ့လိုနဲ့ပဲကျမရဲ့ interview လေးကပထမဆုံး interview လေးကတော့တို့လည်းစဉ်းစားအောင်ပဲပေါ့နော်အာပြီးလို့ရှိရင်အကြောင်းပြန်မယ်ဆိုတာနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ကျမကအလို့ကြောင့်မရှိဘူးဆိုတာလဲသူတို့သိတယ်။သူတို့မခန့်ဘူးဆိုတာလဲသိတယ်။ဒါပေမဲ့သူတို့ကမြန်မြန်ဆန်ဆန်မမေးဘူး။အဲ့ဒါအင်တာဗျူးကလေအလောက်သာမခန့်တာအဲ့ဒီတုန်းကလေအချိန်တနာကြီးလောက်ကြာတယ်။အကြာကြီးပဲမေးနေတာပေါ့နော်။စင်ကာပူမှာဆိုလို့ရှိရင်ဒီလူတယောက်ကသူတို့မကြိုက်ဘူး။သူတို့မခန့်နိုင်ဘူးဆိုလို့ရှိရင်မေးခွန်းနဲ့တိတ်မမေးတော့ဘူး။ဟိုခဏလေးပဲ၅မိနစ်လောက်မေးစရာရှိရမေးပြီးလို့ရှိရင် နောက်မှအကြောင်းပြတ်မယ်ဆိုပြီးတော့မှပြန်လော့လိုက်တာပေါ့အဲ့လိုမျိုးများတာပေါ့နော်ဒါပေမဲ့သူတို့ကကြတော့ဟိုမခန့်ဘူးဆိုလို့ရှိရင်လည်းလေအင်တာဗျူးကြီးကိုအကြာကြီးပဲမေးနေတာပေါ့နော်မေးခွန်းပေါင်း16000ပေါ့နော်အဲ့လိုမျိုးဟိုအင်တာဗျူးအတွေ့အကြုံတွေကလည်းရသွားပြီးအလုပ်ကလည်းမရဘူးဆိုတာတေချာသလောက်ရှိနေပြီဆိုတဲ့အခါကျတော့ကျမဆက်ပြီးတော့မှအလုပ်တွေကိုဆက်လျှောက်ပါတယ်ကျမနဲ့တက်ဆိုင်တဲ့ဒီ construction ဒါမှမဟုတ်ရင် civil project တွေမှာ ခေါ်နေတဲ့ဒီ QS position တွေကိုပဲအဓိကထားပြီးတော့မှရှောင်နေတာပေါ့နော်အဲ့ဒါနဲ့နောက်ထပ် interview တစ်ခုထိုက်ရပါတယ်အခုလက်ရှိ ကျွန်မလုပ်နေတဲ့ company ကနေပေါ့နော် interview ခေါ်တဲ့ email တစ်ခုရရှိခဲ့ပါတယ်အဲ့ဒါလည်းထုံဒီ၎င်းပဲည10:00နာရီလောက်မှ interview setup လုပ်ပြီးတော့မှ interview ခဲ့တာပေါ့နော်သူတို့ဘက်ကကြတော့ commercial director နဲ့ HR နဲ့နှစ်ယောက်ပေါ့ ပထမဦးဆုံးမေးတဲ့မိကုံးကလည်းအတူတူပဲသူတို့လည်းသူတို့ရဲ့အင်တာဗျူးတဲ့ပုံစံကလည်းလေဟိုအတူတူ procedure တစ်ခုလေလို့တောင်ပြောလို့ရတယ်ပထမဦးဆုံးမင်းအကြောင်းလည်းလည်းပြောပြပါပေါ့သူတို့လည်းမိသူမိွာဖြစ်ပါတယ်ပေါ့အဲအဲဒုတိယမိကုံးကကျတော့လေထုံးစံအတိုင်းပဲတပုံစံတည်းပဲကျမရဲ့ဟိုးကြောင်းပြီးကလေးကနေအလုတ်စလုတ်ခဲ့ရတဲ့ကုမ္ပဏီကနေအခုနောက်ဆုံးကုမ္ပဏီအထီကိုအသေးစိတ် မေးတာမေးတာ project တွေဘာတွေလုပ်ခဲ့ရတယ်ဘာ project တွေကင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုနောက်ဆုံး company ရောက်တဲ့အထိကိုတောက်လျှောက်မေးတယ်ကဲအဲ့အရာတွေမေးပြီးတော့နောက်ထပ်မေးခွန်းကတော့ကျွန်မမထင်မှတ်ထားတဲ့မေးခွန်းပေါ့နော်မင်းဘာဖြစ်လို့ civil engineering subject ကို study လုပ်ခဲ့တာလဲပေါ့မင်းရဲ့ဝါသနာနဲ့ career နဲ့ထပ်တူကြရလားဆိုပြီးတော့မှသူတို့ကအဲ့မေးခွန်းကိုမေးပါလေရော အဲ့မေခွန်ကတော့တော်တော်လေးကိုကြွားကြပြီးတော့မှဖြည့်ရခက်တဲ့မေခွန်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမကိုနိုင်ကလည်းအင်ဂျင်နီယာဖြစ်ချင်းလာကြီးရဲ့ဆိုပြီးတော့မှတီယူเจ้าကိုရောက်သွားတာမျိုးမဟုတ်ဘူး။အဲ့ဒီခေတုံးကကျမတို့ရဲ့ generation တွေပေါ့နော်။ဆယ်တန်းအောင်တဲ့အခါမှာ စာတော်တဲ့လူတွေဆိုတာစေးเจ้าတက်ရတယ်စာတော်တဲ့လူဆိုတာဆရာဝန်ဖြစ်တဲ့အင်ဂျင်နီယာဖြစ်တဲ့အဲ့ဆရာဝန်အင်ဂျင်နီယာအမေတွေအဖေတွေဆိုလို့ရှိရင်လည်းဒီလူမှုပတ်ဝန်းကျင်မှာအရန်ကို ဂုံတင်တဲတဲ့ဆိုတဲ့အယူဝါဒတွေပဲရှိနေသေးတဲ့ခစ်ပေါ့နော်အဲ့ဒီခစ်မှာကျမတို့ကလူဖြစ်လာရတယ်အဲ့ဒီခစ်တုန်းကဆိုလို့ရှိရင်ကြောင်းနေမှာရောအိမ်နေမှာရောဒီကလေးဟာတကယ်သူ့ဘာကိုဘာကိုတကယ်ဝါသနာပါတာလဲဘဝမှာသူဖြစ်ချင်တဲ့အတိုင်းပဲဖြစ်အောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ဟာမျိုးတွေလည်းမရှိသေးဘူးဆေနာအောင်ရင်ဆရာဝန်အင်ဂျင်နီယာ ဆရာဝန်အင်ဂျင်နီယာဆိုတာဟိုးသူငယ်တန်းကလေးကနေ10တန်းအထိရိုက်သွင်းခံလာရတာပေါ့နော်အဲ့တော့ထုံးစံအတိုင်းပဲ10တန်းအောင်တော့ကျမကစေးမမမီဘူးစေးမမမီတော့အဲ့ဒီအချောင်းကိုရောက်သွားတာဆေးကူရတာဝါသနာပါလားလို့မေးပြရင်လဲလေအဲ့ဒါလဲဝါသနာမပါပြန်ဘူးပါဖြစ်လို့လဲဆိုတော့အခုချိန်ဒီကျမကလေကျမဘာဟိုဝါသနာပါနေရလဲကျမဘာဟိုဖြစ်ချင်ခဲ့တာလဲဆိုတဲ့ဟာကိုအခုချိန်ထိအပြေရှာနေသေးပဲပေါ့နော် ဲ့တော့ကျမကိုအင်တာဗျူးတဲ့လူတွေကိုကျမအဲ့ဒါကြီးကိုအမှန်တိုင်းသွားပြောလိုက်လို့မဖြစ်ဘူးလေအဲ့တော့ကျမကလည်းထုံးစံနိုင်ပဲပေါ့ဟုတ်ပါတယ်ပေါ့ငါအင်ဂျင်နီယာကိုဖြစ်ချင်းလွန်းလို့ကိုမှဝါသနာပါလွန်းလို့ကိုမှငါရဲ့ dream တွေကိုအကောင့်ထဲပို့ဖို့အတွက်ကို တီယူចောင်းကိုတက်ခဲ့ပါတယ်ဆိုပြီးတော့မှဖြေခဲ့ပါတယ်ဒါរីယုံကတတိတွေပြန်မသိပါစေနဲ့မပီးသေးဘူးကြံနေရဲ့ဒါရိုက်တာကဘာဆက်မေးလဲဆိုတော့မင်းကိုစေပဲအင်ဂျင်နီယာတယောက်ဖြစ်အောင် ဘာတွန်းဖို့ရလဲပေါ့နော်ဘာကြောင့်ဝါသနာပါတာလဲပေါ့ဘယ်အချက်ကမင်းကို inspire ဖြစ်စေရလဲပေါ့မေးပြန်ရောအဲ့တော့ကဆုံးခေါင်းထဲမှာအပြင်းထန်လှုပ်တွေလှုပ်တာပေါ့နော်စဉ်းစားစမ်းစဉ်းစားစမ်းဆုံးကြောင်းမှာအဲ့မှာညံကလုံးဝပွင့်သွားပြီဘာဖြေလိုက်လဲဆိုတော့ကျမတို့ငယ်ငယ်တုန်းကပေါ့နော်ကျမတို့မြို့မှာမြကြီးနာမြို့မှာညီကူတရာဆိုတာမရှိခဲ့ဘူးအဲ့တော့ကဟိုဘက်မြို့နဲ့ဒီဘက်မြို့ဟိုဘက်ကန်ဒီဘက်ကန်ကူးမယ်ဆိုလို့ရှိရင် ဒီတင်ဘောတွေပဲဇက်တွေကိုပဲအသုံးပြုခဲ့ရတယ်ပေါ့နော်ကားတွေဆိုလို့ရှိရင်ဒီဇက်ပေါ်မှာပဲတင်ပြီးတော့မှကူးရတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့လမ်းဘတ်ဆက်တဲ့ရေးတွေအခက်ခဲတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့ကျမဆယ်တန်းရောက်တဲ့အခါမှာတော့ကျမတို့မြို့မှာမြေကူးတရာဆောက်ဖို့အတွက် ဆောက်လုပ်ရေးလုပ်သားတွေအင်ဂျင်နီယာတွေကျမတို့မြို့ကိုရောက်လာခဲ့တယ်အဲ့တော့အဲ့မြို့အဲ့ဒီမှာအလုပ်လုပ်တဲ့အင်ဂျင်နီယာတွေကိုမြင်ပြီးတော့မှအားချပြီးတော့မှကျမလည်းတနေ့ကျရင် civil engineer ဖြစ်ရမယ်ဆိုတော့စိတ်နဲ့ကြိုးစားခဲ့တယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်မလည်း TU ကျောင်းကိုရောက်ပြီးတော့မှ engineer ဘွဲကိုရရှိခဲ့ပါတယ်ဆိုပြီးတော့မှဖြေခဲ့တယ်တကယ်တမ်းကျတော့အဲ့ဒီဗလမင်းထင်ဆောက်တဲ့တံတားနေရာနဲ့ကျွန်မတို့အိမ်နဲ့ဆိုတာလည်းအဝေးကြီးကျွန်မလည်းမြင်တော့မမြင်ဘူးခဲ့ဘူးသူတို့တရားတွေစောင့်နေကြတယ်ဆိုတဲ့ဟာကလည်းလေဟို TV မှာအဲ့တုန်းကပြရတဲ့လွင်မိုးနဲ့ခိုင်သိန်းကြီးတို့ဇာတ်ကားကိုကြည်ပြီးတော့မှမြင်ဘူးထားတာအဲ့လိုပဲပေါ့နော်ကြည်ကောင်းဖြေခဲ့ရတာပေါ့အင်တာဗျူးမှာ ဒါပေမဲ့လည်းအဲ့ဒီဒါရိုက်တာကကျမရဲ့အဖြေကိုသူသဘောကျသွားပါတယ်။ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ကတော်တော်လေးကိုတနာစရာကောင်းတဲ့ပညာရေးစနစ်နဲ့ကြီးပြင်းလူလားမြောက်ခဲ့ရတဲ့လူတွေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမအခုမှဒီမှာတည်လာရတာကအခုဒီ UK ကကုမ္ပဏီမှာဆိုလို့ရှိရင် Public Relation Officer တွေဆိုတာရှိတယ်။ Public Relation Department ဆိုတာ project တိုင်းမှာလည်းရှိတယ်။ဒီ company မှာလည်း department တည်တန့်ရှိတာပေါ့เนาะအဲ့ department ကလူတွေကပါလေလောက်ရလဲဆိုတော့ ဒီ UK ရဲ့ចောင်းကမူလတန်းចောင်းအလဲတန်းចောင်းတွေကိုသွားပြီးတော့မှကျမတို့ company မှာဘာတွေစောင့်နေတယ်ဘယ်ဘယ်ဒေတာမှာဘာတရားစောင့်နေတယ်ဘယ်ဒေတာမှာလမ်းဖောက်နေတယ်ဆိုတဲ့ဟာလေးတွေကိုပေါ့နော်ကလေးနားလည်းမဲ့စကလုံးလေးတွေကိုရွေးပြီးတော့မှ presentation တွေသွားလုပ်ပြီးတော့မှဟောပြောပို့ချတယ်ပြီးရင် အဲ့ဒီလုပ်ငန်းကိုတကယ်စိတ်ဝင်စားတဲ့ចောင်းသားလေးတွေဆိုရင်မိကုန်းနေထမေးတယ်အဲ့ကလေးပစ္စည်းလေးတွေဆိုရင်သူတို့မေးတဲ့မိကုန်းတွေကိုလည်းဒီ officer တွေကတည်တည်ချာချာလေးကိုပြန်ရှင်းပြတယ်ပြီးရင်ဒီအလုပ်တွေဒီလုပ်ငန်းတွေကိုစိတ်ဝင်စားတဲ့ကလေးလေးတွေကိုစုပြီးចောင်းကဆရာဆရာမတွေဦးဆောင်ပြီးတော့မှကျွန်တော်တို့ company ကိုလေးလာရေးလာတယ်သူတို့လာပြီးဆိုရင်လည်း company ကလူကြီးတွေကတောင်းတောင်းဖြားဖြားကြိုးစိုးမုံတွေကျွေးပြီးလို့ရှိရင်သူတို့မေးတဲ့မိကုန်းတွေကိုဖြေး ပြီးရင်ဒီဆောက်လုပ်ရေးလုပ်ငန်းမှာအခြေခံလိုအပ်ချက်အခြေခံ knowledge ကလေးတွေပေါ့နော်ဒီ safety နဲ့ပတ်သက်တဲ့အလေးတွေပြီးရင်ဒီ construction တွေမှာသုံးတဲ့ဒီ excavator တွေ crane တွေအကြောင်းလေးတွေရှင်းပြတာလေးတွေလုပ်ပေးတယ်တေးကြတယ်ဒီကလေးလေးတွေဆိုလို့ရှိရင်တစ်ချိန်ကြရင်ပေါ့နော်အနာဂတ်ကျယ်ဝင့်လေးများပေါ့သူတို့တွေကတော့တကယ်ပဲ civil engineer တွေဖြစ်သွားမှာပဲပေါ့နော်တစ်ချိန်ကြလို့ရှိရင်ကဲအခုအဲ့ဒါတွေကိုမြင်ရတဲ့အခါကျတော့အော်ငယ်ငယ်တုန်းကငါတို့လေးတွေကတော်တော်လေးကိုတနာစရာကောင်းခဲ့တာပါကလားပေါ့တော်တော်လေးကို နိုင်ကြတဲ့ပညာရေးစနစ်နဲ့ကြီးပြင်းခဲ့ရတာပါကလားပေါ့ကျမတို့ငယ်တုန်းကလည်းအခုလိုပဲပေါ့နော်ဆရာနဲ့မိဘနဲ့ပူးပေါင်းပြီးတော့မှဒီကလေးဘာကိုဝါသနာပါတယ်သူဘာဖြစ်ချင်တယ်ဆိုတဲ့ဟာကိုတေချာခွဲချမ်းစိတ်ဖျား analyze လုပ်ပြီးတော့မှသူတို့ဖြစ်ချင်တဲ့လမ်းကြောင်းပေါ့ကိုတွန်းပို့ပေးမဲ့သူတွေဒါရှိလို့ရှိရင်ဘလောက်တောင် human resource power တွေကောင်းပြီးတော့မှတိုင်းပြည်အတွက်ဘလောက်အကျိုးရှိမလဲဆိုတာစဉ်းစားကြည့်လို့ရတယ်ပေါ့နော်ကဲထားလိုက်ပါတော့ အင်တာဗျူးဖြေတဲ့အကြောင်းတောင်ပျောက်သွားပြီပြန်ပြောမယ်နော်ဒါရိုက်တာကလည်းကျမကိုဘာကြောင့်ဝါသနာပါလဲဆိုတာဒီမေးပြီးတော့မှသူကလည်းကျမအဖြေကိုသဘောကျသွားပါတယ်အဲသူဘာကြောင့်အဲ့အကြောင်းမေးရလဲဆိုတာအကြောင်းရှိတယ်အဲ့ဒါအခုမှသိရတာပေါ့နော်အင်တာဗျူးပြီးမှသိရတာဘာလို့လဲဆိုတော့သူတို့က position တစ်ခုကို open လုပ်ထားတာတစ်ခုက quantity surveyor ရဲ့တစ်ခုကကျတော့ civil engineer position အဲ့တော့ကျမကိုပြောတယ်မင်းတကယ်လို့ပေါ့နော်သူတို့ company မှာ အလုံးလုံးမယ်ဆိုလို့ရှိရင်ဘယ် position ကိုပို့ပြီးအားတန်တယ်လဲဆိုပြီးသူတို့ကမေးတယ် QS လားဒီ civil engineer လားသူတို့မှာ position တစ်ခုလိုနေတာပေါ့ဒါပေမဲ့ကျမက civil engineer ဆိုရင်လုံလို့ရရတယ်ဒါပေမဲ့ကျမအားတန်တာကဒီ quantity စပေးရပေါ့နော်ကျမတသက်လုံးလှုပ်စားလာတာ quantity စပေးရနဲ့ပဲဆိုတဲ့အခါကျတော့ပြီးရင်လည်းတမန်နိုင်ငံမှာအစ်စ်ကြီးတကူးတကကြီးတပံပြန်ပြီးတော့မှမလေလာခြင်းအဲ့တော့ ပို့ပြီးအဆင်ပြေအောင်ကျွန်မကွန်တီစာပေးရနဲ့ပဲကျွန်မလှုပ်ချင်ပါတယ်ဆိုပြီးတော့မှဖြေလိုက်တယ်နောက်ထပ်ပါမေးသေးလဲဆိုတော့ကျွန်မရဲ့မိဘတွေအကြောင်းမေးတယ်ကျွန်မရဲ့မိသားစုအကြောင်းမေးပြီးတော့ပြီးတော့သူတို့ကကျွန်မကိုမေးခွန်းမေးခိုင်းတယ်မင်းပါသိကျင်သေးလဲပေါ့အဲ့ချိန်ကျတော့ကျွန်မမေးရမယ်အလက်သူတို့အဲ့တော့ကျွန်မလည်းထုံးစာနိုင်မယ်ပေါ့နော်ကုမ္ပဏီကအလုပ်ချိန်တွေပြီးရင်ကုမ္ပဏီမှာလက်ရှိလုပ်နေတဲ့ project တွေပြီးရင်ကုမ္ပဏီရဲ့ ီ QS Commercial Department မှာလူပဲနဲ့ရောက်ရှိတာလေဒီအလိုလေးတွေပြန်မေးရတာပေါ့ QS ဆိုလို့ရှိရင်တော့ Tender Department Project Department ဆိုပြီးတည်တံ့ခွဲထားတာလားပေါ့အဲအဲ့မှာတို့ကကျမကိုမေးခွန်းပြန်မေးတယ်မင်း Tender Department မှာလှုပ်ရှင်တာလား Project မှာပဲ Project QS အဖြစ်နဲ့လှုပ်ရှင်တာလားဆိုပြီးမေးတယ်အဲ့တော့ကျမကတစ်ချက်စဉ်းစားလိုက်တယ်ပေါ့နော် ဲတန်တာဆိုလို့ရှိရင်ရုံးပါပဲနေပြီးတော့မှဒီတန်တာပဲလောက်ရမှာ project မှာဆိုလို့ရှိရင်ကအလုပ်ပုံများပဲပြီးရင်ကျမအစ်စ်ဆိုတော့သူတို့ရဲ့ time တွေလေးလာရမှာတွေပြီးရင်ဒီ sub contractor တွေနဲ့ဆက်တယ်လို့ရှိရင်အခက်ခဲဖြစ်မာတွေကိုစိုးရင်ပြီးအမားအယွင်းဖြစ်မာတွေကိုစိုးရင်ပြီးတော့မှကျမတန်တာမှာပဲလောက်ချင်ပါတယ်ဆိုပြီးတော့မှဖြေခဲ့ပါတယ် တကယ်ကြောင့်ကျွန်မက project QS ကိုပို့ပြီးတော့မှအားတန်တာပေါ့နော် project မှာဆိုလို့ရှိရင်အကုန်လုံးမြင်ရတယ်သူတို့ဘယ်လိုတွေစောက်လဲသူတို့ဘယ်လိုတွေလောက်ကြလဲဆိုတာတကယ်လက်တွေ့ဆန်တယ်ပေါ့နော် tender မှာစောက်စားခြင်းလုပ်မယ်ဒါပေမဲ့ tender မှာအချိန်အတိုင်းအတာတစ်ခုအထိလုပ်ပြီးသွားလို့ရှိရင်ကတော့ကျွန်မ project QS အဖြစ်လုပ်ချင်ပါတယ်ဆိုပြီးတော့မှအဲ့လိုဖြေခဲ့တယ်ကျွန်မရဲ့ interview အမေးဖြေကတာလေးကတော့အလောက်ပဲပေါ့နော် ပြီးရင်သူတို့ဘက်ကကြာတော့ internet discussion ပြီးလို့ရှိရင်တဲ့မင်းကိုတပတ်အတွင်း အကြောင်းပြမယ်ဆိုပြီးတော့မှပြောသွားခဲ့ပါတယ်အင်တာဗျူးပြီးနရက်အကြာမှာတော့ကျမကိုလက်ခံလိုက်တဲ့ဆိုတဲ့အကြောင်း offer letter ကိုအီးမေးလ်ပို့ပေးခဲ့ပါတယ်။အဲ့ဒီအီးမေးလ်နဲ့အတူတူ HR စက္ကန့် interview ပြန်လုပ်ဖို့အတွက်ကျမကိုရက်ချင်းယူပါတယ်။ဘာလို့လဲဆိုတော့စက္ကန့် interview မှာမှကျမ visa ရှောင်မဲ့ကိစ္စတွေကျမအဲ့ဒီကိုလာမဲ့ကိစ္စတွေရက်တွေပြန်တတ်မှတ်ဖို့အတွက်ကျမ HR နဲ့တီးတဲ့နောက်ထပ် second interview ပြန်လုပ်ရတယ်ပေါ့နော်။ offer letter ရရှိပြီးနောက်ပိုင်းမှာကျတော့ဒီကျမကိုတို့ sponsor letter ပေးမဲ့ကိစ္စတွေ visa ရှောက်မဲ့ကိစ္စတွေကကျတော့ဒီ HR နဲ့ပဲ email နဲ့ whatsapp နဲ့အမြဲတမ်းဆက်သွယ်နေရတာပေါ့နော်ဒီ process တခု မပြီးမချင်းကိုဒီ visa approve မဖြစ်မချင်းကို HR နဲ့အဲ့လိုဆက်သွယ်နေခဲ့ရတာပေါ့ကဲကျမရဲ့ဒီနိုင်ငံမှာအလုပ်ရခဲ့တဲ့ interview အတွေ့အကြုံတွေကတော့ဒီလောက်ပါပဲကျမရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် video လေးတွေမှာလည်း ျမရဲ့လုပ်ငန်းအတွေ့အကြုံလေးတွေကို share ပေးဖို့အစီအစဉ်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆောင်တွေ့ကြဖို့မျှော်လင့်ပါတယ်။အားလုံးပဲတတ်တာ